ဟုတ်အဲဒီနေ့ကြံကတော့ဦးဇင်းတို့အားလုံးပဲသိတဲ့အတိုင်းပဲဦးဇင်းတို့ရဲ့အတိုင်းကြီးဟာဆရာနာရှင်အောက်မှာမလွတ်မြောက်တည်တဲ့အတိုင်းကြီးဖြစ်ပါတယ်ဒါတော့ဦးဇင်းတို့လွတ်မြောက်ရေးအတွက်တော်တွေတဲ့တောင်းနေတဲ့တော့စူးစမ်းနေကြတဲ့ဦးဇင်းတို့ရှင်စည်းလူငယ်တွေတော့အတော်အတီးတီးအားလုံးရှိကြတယ်သူတို့ကအသက်တွေဆုံးဘဝတွေဆုံးအရာအားလုံးစွန့်ပြီးတော့နောင်ငါတို့အနာဂတ်မျိုးဆက်တည်တည် ငါတို့အခုလိုမျိုးမကြုံစီရဘူးဆိုပြီးတော့သူတို့ဟာအရာအလုံးစုံပြီးတော့စူးစမ်းနေကြတာဖြစ်ပါတယ်။အဲကြောင့်သူတို့ရဲ့စူးစမ်းမှုကိုအလုံးကအတိမတ်ပြုတ်ရပါမယ်။ငါတို့လွမြောက်ရေးအလုံးလွမြောက်ရေးအတွက်သူတို့စူးစမ်းနေကြတာ။အဲတော့ငါတို့ဟာသူတို့ကတော့စူးစမ်းနေတဲ့အချိန်မှာငါတို့ကတကြံကြီးတွေကစားပြီးတော့ရော်ရော်ပါပါမော်မော်ကြောကြောနဲ့နေကြမယ်ဟိဆိုရင်ဒါဟာကိုကျင်းစာတရားမဲ့တာပဲဖြစ်ပါတယ်။ လူမှာအရေးကြီးဆုံးကကိုရင်းစာတရားပါပဲ။ဟောသူတို့တွေကအရာအလုံးစွန့်နေကြတာပြန်လဲစားထိုးလို့မရတဲ့အသက်တွေဘဝတွေအရာအလုံးစရေပြီးတော့စွန့်နေကြတာဖြစ်တဲ့အတွက်ကြောင့်ငါတို့ဟာသူတို့နဲ့အတူတတားတဲ့ရှိနေမယ်။သူတို့ကိုငါတို့အလုံးဝိုင်းဝန်းပြီးတော့ပံ့ပိုးကြမယ်။သူတို့လိုအပ်တာမှန်တယ်မြတ်။ငါတို့ထောက်ပံ့ကြမယ်။စိတ်သက်ခွန်အားပဲဖြစ်ဖြစ်ငါတို့ဒီနှစ်တစ်မှာဟဲ့ဆိုလို့ရှိရင်သူတို့အတွက်လိုအပ်တာမှန်တယ်မြတ်။ ါတို့အလုံးဆောင်ကျင်းပေးမယ်ဆိုတဲ့အတိတ်ခံနေနဲ့ကြိုးစားဆောင်ရွက်ပြီးတော့ဖြတ်တန်းကြရမှာဖြစ်ပါတယ်။ဒါကြောင့်ဦးစင်းနေလို့ပြောကျင်နာရကဩဘလူတွေဘာပဲဖြစ်ဖြစ်ဆိုပြီးတော့ငါတို့ပြောမယ်ဖားမယ်မောမယ်ကြွားမယ်ဟေးဆိုပြီးကခုံပြီးတော့လိုင်းဒီပေါ်မှာပြင်ကြရင်ဒါဟာကိုရင်းစာတရားမဲ့တာဖြစ်ပါတယ်။ဒါကြောင့်အလုံးဝိုင်းဝန်းပြီးတော့အတူတကွဦးစင်းတို့စစ်အာဏာရှင်အောက်ကအမြန်ဆုံးလွတ်မြောက်အောင်တိုင်းပြည်လုံးဦးစင်းတို့နိုင်ငံတွင်းထဲမှာနိုင်ငံသားအလုံးဘာသာပေါင်းစုံမျိုးပေါင်းစုံ ပါဝင်ဆောင်ရွက်ကြပါလို့ပြောကြလို့ပါအာဒီလိုသင်္ကြန်ဆိုတာကတော့ဦးဇင်းတို့သင်္ကန်တသင်္ကန်တအဖြစ်ဆိုတာကတော့ခုပြောင်းခြင်းဆိုတဲ့အတိတ်ပဲကိုရပါတယ်နှစ်တနစ်ကုံဆုံးချိန်ကနေပြီးတော့နှစ်တစ်ကိုခုပြောင်းတဲ့အခါတော်ကိုဦးဇင်းတို့သင်္ကန်တသင်္ကရန်တကနေပြီးတော့ဦးဇင်းတို့သင်္ကြန်တပင်းကြံဆိုပြီးတော့ဦးဇင်းတို့ခေါ်တာဖြစ်ပါတယ်အဲ့တော့သူ့ရဲ့အတိတ်ပဲကခုပြောင်းခြင်းပါပဲ ဲ့တော့ခုပြောင်းတဲ့ခါကျတော့ဦးဇင်းတို့ရေကစားကြတယ်ဟေ့ဆိုတဲ့အတိတ်ပဲပေါ့နော်အဲ့ဒါကဦးဇင်းတို့အိန္ဒိယမှာကအာသူတို့ဒီမကောင်းတဲ့အငြိအပြေးတွေရေနဲ့ဆေးကျောလို့ရတယ်ဆိုပြီးတော့အာကင်းကမြည်မှာဝင်ပြီးတော့စိတ်ညစ်ကြတဲ့ဒါရကတွေရှိပါတယ်အဲ့တော့ဗုဒ္ဓလက်ထက်မှာလည်းပဲရှိပါတယ်ဦးဇင်းတို့ညည်စိမ့်နေတဲ့เนาะပုံနာကိုမေးတဲ့အခါဘာလို့စိမ့်တာတော့ဆိုတော့သူ့ရဲ့အညီအကျေးတွေကိုကင်းကျင်လို့တဲ့ ိတ်အညီကြီးတွေအကုသို့အညီကြီးတွေအပြစ်တွေကင်းရင်လို့ဆိုတော့အဲ့ဒီမှာမြို့သမီးရနော်ဒီနာရဘင်းတထင်းရမြို့သမီးရအဲ့ဒီလိုဒါရေစိမ်လို့အညီကြီးတွေကင်းတယ်အကုသို့တွေကင်းတယ်ဟဲ့ဆိုရင်ရေထဲမှာနေတဲ့လက်တွေငါးတွေကပိုးပြီးတော့အညီကြီးအကုသို့တွေကင်းရမှာပေါ့အဲ့တော့ဦးဇင်းတို့တကယ်အညီအကြီးကိုကင်းဖို့ဟဲ့ဆိုတာ ရေနဲ့ဆေးလို့မရပါဘူးရေဟာအပြင်ကကြီးညော်တွေအညစ်အကြေးကိုပဲဆေးလို့ရပါစိတ်ရဲ့အညစ်အကြေးကိုကြတော့စိတ်နဲ့ပဲပြန်ပြီးတော့ဆေးကြောရပါဒါကြောင့်မလို့ဦးဇင်းတို့နှစ်တစ်နှစ်မှာဥပြောင်းခြင်းမှာဦးဇင်းတို့အရေးကြီးဆုံးကတော့ဟောငါတို့နှစ်ဟောင်းမှာငါတို့ဘယ်လိုဒီကုံဆုံးခဲ့ကြတယ်လဲเนาะအဲ့တော့ဒီအမားတွေကိုငါတို့ဘယ်လိုမျိုး နောက်ထပ်မကျူးလွန်မဲနဲ့အမှန်အမှန်နေနဲ့သွားကြမလဲဘုရင်တို့ရဲ့တိုင်းပြည်ကြီးဟာအာနာရှင်စင်ဆက်စစ်အာနာရှင်တွေရဲ့ဂုတ်သေးဆုံးချင်းအောက်မှာမကောင်းမှုတွေအကုသိုလ်တွေအပြစ်တွေအာဓမတွေစစ်အာနာရှင်ကပညာရေးကျမ်းမာရေးစီးပွားရေးဗာရာရေးလူမှုရေးပပေါင်းစုံဖြစ်စည်းထားတာဖြစ်ပါတယ်အဲ့တော့ခုနကပြောခဲ့တဲ့မကောင်းမှုအညီအကျေးတွေဟာကိုယ်စီကိုယ်စီမှာတက်ရောက်မှုတွေဖြစ်နေပါတယ် ိတ်မှလည်းပဲခေါင်းကပြုတ်ခဲ့တဲ့စစ်အာဏာရှင်ကဘာသာတစ်ခုနဲ့တစ်ခုယာတဲ့ရန်တိုက်ပေးထားတာလူမျိုးတစ်ခုနဲ့တစ်ခုယာတဲ့ရန်တိုက်ပေးထားတာအမုန်းတရားတွေဟာဒေါရအညီကြီးတွေပါအာဏာတွေကိုမတရားဆုပ်ကင်ထားပြီးတော့ကိုမရတဲ့နဲ့ပြည်သူချုပ်ချာအာဏာကိုမတရားဆုပ်ကင်ထားတာဟာလည်းပဲဒါဟာလောဘအညီအကြီးပါပဲဦးဇင်းတို့ဒီဥစ္စာတွေကဘာကြောင့်ဖြစ်ကြရတယ်လဲဟိဆိုတော့ကိုမပိုင်တာကိုကိုမပိုင်မှန်းမသိပဲနဲ့မတရားလိုရင်နေတဲ့ စိတ်မရမှန်နေဟိဆိုတာကိုခွဲခြားစိတ်ဖြံနိုင်မှုမသိတဲ့မောဟအဝိဇ္ဇာအညစ်အကြေးတွေပါအဲ့တော့ဒီအညစ်အကြေးတွေကိုဥစဉ်တို့ကသိမှုဆိုတဲ့စိတ်နဲ့မိမိစိတ်ကိုပြန်ဆက်စစ်ပြီးတော့ဟောငါတို့မနှက်ပြန်ဆိုတာမသိကြဘူးနေ့တနေ့ကူးတယ်ဟိလို့တာဥစဉ်တို့ပြောနေကြပြင်မြင့်တစ်စက္ကန့်ပြီးတစ်စက္ကန့်ကူးနေကြတာတမိနစ်ပြီးတမိနစ်ကူးနေကြတာတနာယီပြီးတနာယီကူးနေကြတာအဲ့တော့တနာယီကနေတနာယီအခုတမိနစ်ကနေတမိနစ်အခု ငါစိတ်ကလေးဟာတကယ်ကောင်းမွန်တဲ့စိတ်လေးဖြူစင်တဲ့စိတ်လေးမြင့်မြတ်တဲ့စိတ်လေးနိုင်ငံပေါ်မှာတာဝန်ကျေတဲ့စိတ်အာမနိုင်ငံကြီးဖြစ်နေတာကိုဓမ္မနိုင်ငံဖြစ်ရမယ်ဟေ့ဆိုတဲ့မြင့်မြတ်တဲ့စိတ်စိတ်ချမြင့်မြတ်မှုတွေနဲ့ကူးပြောင်းရမှာဖြစ်ပါတယ်မကောင်းတဲ့စိတ်အငြိအကြေးတွေကိုဆုံးပြစ်ပြီးတော့စိတ်တဲ့လူတင်းနဲ့ငါတို့နှစ်တစ်နှစ်ကိုကူးမယ်မကောင်းတဲ့အာရမတွေငါတို့နိုင်ငံဤကုန်းချုပ်မှာကိုစီကိုစီဟာဓမ္မတွေကိုတဲဆောင်မှာဓမ္မနိုင်ငံဖြစ်မယ်ဒါကြောင့်မကောင်းတဲ့ အကုသို့အညစ်အကြေးတွေစိတ်အညစ်အကြေးတွေမင်းညစ်တဲ့အညစ်အကြေးတွေမတရားရယူခြင်းတွေလောဘအညစ်အကြေးတွေအမုန်းတရားဆိုတဲ့ဒေါရအညစ်အကြေးတွေမသိမှုဆိုတဲ့မောဟအညစ်အကြေးတွေကိုမိမိတို့ရဲ့စိတ်ကိုသိမှုနဲ့ဝိဇ္ဇာပညာနဲ့သတိကပ်ပြီးတော့တမိနစ်ကနေတမိနစ်တဏှာကြီးကနေတဏှာကြီးကုပြောင်းတိုင်းကုပြောင်းတိုင်းအချိန်တိုင်းအချိန်တိုင်းမှာမြင့်မြတ်တဲ့စိတ်ကလေးတွေနဲ့နေကြခြင်းဟာတကယ်ကုပြောင်းခြင်း တင်းကျန်ဆိုတဲ့ဟာဖြစ်ပါပဲနိစ္စတရားဆိုတာဒါလေနိစ္စတရားဆိုတာကတော့ဒီစဉ်တို့ဟိုပြောင်းလဲခြင်းပါပဲနော်ဒီစဉ်တို့စကလုံးသုံးလုံးရှိတာပေါ့ဒီစဉ်တို့နိစ္စဒုက္ခအနတ္တရေဆိုတာအင်တန်ရေးကြည့်တဲ့စကလုံးမှာဒီထဲမှာနိစ္စဆိုတာဟာပြောင်းလဲခြင်းပဲအဲ့တော့ဒီစဉ်တို့ကအမြဲတမ်းအချိန်နည်းမြတ်ပါလိပြောင်းနေလေဒီစဉ်တို့ရဲ့ရုပ်တရားလည်းပြောင်းလဲနေတယ် ဝိနည်းရဲ့စိတ်ကြရလေကြောင်းလဲနေတယ်။နော်ဥစဉ်တို့အချိန်တိုင်းစက္ကန့်တိုင်းမှာမှုပြူချင်းတွေကနေအိုချင်းတွေပြောင်းနေ၊နာချင်းတွေပြောင်းနေ၊တေချင်းတွေပြောင်းနေ။အထုံနည်းတော့အဲ့ဒီမှာဥစဉ်တို့တစ်ချိန်နဲ့ဘာတွေပြောင်းနေလဲစိတ်ကြရလေပြောင်းနေတယ်။ကောင်းတဲ့ပုဂံတွေမကောင်းတာပြောင်းနေ၊မကောင်းတဲ့ပုဂံတွေကောင်းတာပြောင်းနေ။အဲ့တော့ဥစဉ်တို့ကဘုဒ္ဓတင်ပေးတဲ့အနိစ္စဟာဥစဉ်တို့တကယ်ပြောင်းလဲခြင်းသဘောတရားကိုဥစဉ်တို့သိလာပြီးဟေ့ဆိုရင် ဝီဇင်တို့စက္ကန့်နဲ့အမျှမိနစ်နဲ့အမျှအချိန်တိုင်းမှာဟောငါတို့ရဲ့စိတ်ကငြင်းမြက်ရမယ်။ကြောင်းလဲရမယ်။တောင်းယူမှုတောင်းခံမှုတွေရှိရမယ်။စိတ်ချမ်းမြင့်မှုတွေဖြစ်ရမယ်။အဲဒီအဲ့ဒီချိန်ကြီးကိုလုံမှဝီဇင်တို့ကနားပြခဲ့တဲ့ဝီဇင်တို့ရဲ့ဝင်းကျင်ကြီးဟာပရိယူပါဒိတဝါဒဆိုတဲ့တကယ်မင်္ဂလာရှိတဲ့ဝင်းကျင်တစ်ခုဖြစ်လာမယ်။ဒါကြောင့်မလို့အရေးကြီးတာကဘာလဲဟေ့ဆိုတဲ့ခါမှာဝီဇင်တို့ရုပ်တွေကတော့ ခုနပြောခဲ့တဲ့နော်အဲနုပြူချင်းကနေပြီးတော့အိုရှင်ပြောင်းနေတယ်။အိုရှင်ကနေပြီးတော့နုပြူချင်းကိုတော့တွားပြီးပြောင်းလဲလို့မရတော့ဘူး။အဲစိတ်ကြတော့ခုနပြောတယ်မကောင်းတဲ့စိတ်ကနေပြီးတော့ကောင်းတဲ့စိတ်တွေကိုပြောင်းလို့ရတယ်။တာဝန်မဲ့နေတဲ့စိတ်တွေကနေပြီးတော့တာဝန်ရှိတဲ့စိတ်တွေအဖြစ်ဥစဉ်လို့ပြောင်းလဲယူလို့ရတယ်။လောဘဖြစ်နေတဲ့စိတ်ကနေပြီးတော့နော်အလောဘဟိဆိုတဲ့စွန့်လွတ်မှုစိတ်တွေပြောင်းလို့ရတယ်။ဒေါရဆိုတဲ့စိတ်ကနေအာရောဓဖြစ်ဆိုတဲ့ မေတ္တာစိတ်တွေပြောင်းလဲပြီးတော့ယူလို့ရတယ်။မောဟဆိုတဲ့မတိမှုစိတ်ကြောင့်အာနာတွေကိုစုပ်ကင်ထားတာငါမငါဟိဆို